မန်စီးတီးအသင်းကအာအသင်းစီယာနိုင်ပွဲတပွဲကိုရှာဖွေခဲ့ပြီးတော့အင်မတန်ထက်မြက်တဲ့တိုက်စစ်ကိုပြသခဲ့တယ်လို့ဆိုးရွားတဲ့ခန်စစ်ဆွမ်းဆောင်ရည်ကိုလည်းပြသခဲ့တယ်။အာလင်းဟာလန်ကဂိုးတရာပြည့်သွားခဲ့ပြီးတော့ဖီလ်ဖိုဒင်ကလည်းနောက်ပိုင်းမှာတောက်လျှောက်ဂိုးတွေရရှိလာတာကိုတွေ့ရတယ်။မန်စီးတီးအသင်းဒီပွဲကိုဘလို့အနိုင်ယူခဲ့တယ်လဲ။ဘာအပြောင်းလဲတွေရှိတယ်လဲဆိုတဲ့အကြောင်းကိုဒီဗီဒီယိုကနေသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုတော့ Wise Back ကနေအတိအကအကူအညီပံ့ပိုးပေးထားပါလေ C2 Opinion ကိုကြီးစုနေတဲ့ပြည်သက်တွေအထက်က ဘလုံးအားကစားနေရှင်ခုံကျင်တဲ့ပြည်သက်တွေအတွက် Wines မှာ Opinio ဆိုတဲ့ promo code ကိုအသုံးပြုပြီးတော့အကောင့်ဖွင့်လင်းနိုင်ပါတယ်ဒီဗီဒီယိုရဲ့ comment section မှာလည်း promo code ကိုချထားပေးမှာဖြစ်လို့ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ Hello မင်္ဂလာပါ Situ Opinio ကနေကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာတော့ Fulham 4 Manchester City 5 review လေးပဲဖြစ်ပါတယ်ဘွယ်ဘီဘီဂျင်းလေးရတဲ့ review တော့မတင်နိုင်ခဲ့ပါဘူးဒါကျွန်တော်တို့စီမှာက 3နိုင်မှကစားရဆိုတော့အရင်နောက်ကြရတယ်ပေါ့နော်အဲ့တော့ဒီချက်ချင်းတင်ဖို့အခက်အခဲရှိတယ်ခုမှပဲတင်လိုက်ရပါတယ်အဲ့တော့ Man City အသင်းကကျွန်တော်တို့အေးပြက်ရချိုးနဲ့အောင်တကယ်ကိုတတ်တတ်လက်လက်ထက်ထက်မြန်မြန်နဲ့ဒီပွဲကိုစိတ်ဝင်စားစရာကောင်းအောင်ကစားသွားတယ် Man City မြင်တွေ့နေကြပုံစံမဟုတ်ဘူးသူတို့တွေအနေနဲ့ပွဲကိုစီမိုးပြီးကစားတာမဟုတ်တော့ဘူးသူတို့ကတော့ပုံပြီးတော့ဖိခန့်ထားရတယ်ဒီ passing volume အရဆိုရင် full အသင်းကအများကြီး လောက်တာကိုတွေ့ရတယ်ပြီးတော့ Man City အသင်းက high pressing ကစားလာမှုပဲနဲ့ Fulham အသင်းကတော့ high pressing ပိုကန်စားပြီးတော့အဲဒီ pressing unit ပိုများခဲ့တယ်လို့ပြောနိုင်တယ်ပြီးတော့ဒီ passing နေနဲ့တိုင်းဝိုင်းစုဖွဲ့ပြီးတော့ Man City အသင်းဘက်ကိုဝိုင်းဝန်းထိုးနှက်ခဲ့တာကိုတွေ့ရတယ်ဘောနော်ဒါဟာစောစောစီစီမိနစ်50ကျော်တဲ့က5-1ဖြစ်နေတာကြောင့်လည်းတစိတ်တစ်ပိုင်းသက်ဆိုင်တယ်ဒါပေမဲ့ Man City ကိုယ်တိုင်ကပြောင်းနေတာကိုလည်းကျွန်တော်တို့တွေ့ရတယ်တေချာလာက control အများကြီးယောသွားတယ် အခြားတစ်ဖက်မှာတော့တိုက်စစ်ဟာအင်မတန်ထက်မြက်တဲ့ပုံစံကိုပြသနေတယ်။ဒီပွဲမှာစိတ်ဝင်စားဖို့ကောင်းတဲ့အရာရှိတယ်။အဲ့ဒါက Phil Foden ညာတောင်မှန်ပြန်ရောက်သွားခြင်း။ဒါပေမဲ့လောကညာတောင်မှန်တတ်တတ်တော့မဟုတ်ဘူး။သူဟာသူ့ရဲ့ free roaming license ကိုဆက်လက်ကန်ဆွဲထားစေပဲ။တကွင်းလုံးပတ်ပြီးကစားတော့ကျွန်တော်တို့မြင်တွေ့ရတယ်။ခံစစ်ကစားရင်တော့ LB လိုနေရာမျိုးရောက်ရှိနေတာကိုလည်းတွေ့ရလိမ့်မယ်။အဲ့ဒီ free roaming ကိုတာဝန်ယူထားတယ်ဒါပေမဲ့သူဟာညာဘက်ကိုပို့ပြီးတော့ထွက်ပြီးတော့ကစားတယ်ပြီးတော့ man city ရဲ့ဒီကစားဟန်က433ပို့ပြီးတော့ဆန်လာတယ်ဖြည်းဖြည်းချင်းရွေ့လာတာဗောနော newcastle united ကို show နှိမ့်နဲ့ပွဲစဉ်မှာ city ရဲ့ကစားပုံကသူတို့ကစားနေကြ4-1 4-1ဆက်ဆိုင်4-3 1-1ပုံစံမျိုးဆန်တယ်ဒါ heat map ဒီ position အနေထားနဲ့ကြည့်မယ်ဆိုအဲ့လိုပုံစံလေးဆန်တယ်အဲ့ဒီကနေဘာထပ်ပြောင်းလဲဆိုတော့အမ်ဒီ big league list နဲ့ပွဲမှာလည်းအဲ့ဒီပုံစံပိုဆန်တယ် ပြီးတော့အခုပွဲမှာ433ဖြစ်သွားတယ်ပေါ့နော်433က Manchester City ကစားနေကြပုံစံပါပဲဒါပေမဲ့အဲဒီရာဒီမှာအခုနောက်ပိုင်းက411 411ကလည်း3241 3-5အဲ့လိုပုံစံ change တဲ့ pattern ကိုသွားတာပေါ့နော်အခုဒီ433ကိုဒါပြန်သုံးတဲ့ပုံစံအဲ့တော့ဒီ433ကိုမသုံးခင်မှာအစပိုင်းလေးမှာဒီနီဒန်းလေးပြိုးခဲ့တယ်ပေါ့နော်433 City ရဲ့ဒီပြီးခဲ့တဲ့နှစ်ပွဲမှာသုံးခဲ့တဲ့433ဟာဒီနှစ်ဆိုတဲ့နေရာမှာ AC Milan အသင်းရဲ့ Christmas Tree ရဲ့ number 10နေမဟုတ်ဘူး Foden တို့ Doku တို့ wide player တွေဒါမှလည်းသူတို့ကနည်းနည်းလေးထဲဝင်ကစားတယ်အဲအခြေအနေပုံမူတည်ပြီးတော့ wide ကစားရင်လည်းကစားတယ်ဆိုတော့ပုံစံမျိုးပေါ့နော်အဲ့တော့ဒီပွဲမှာကကြတော့ wide နေရာယူထားတယ်လို့ပြောရမှာဒါပေမဲ့အထက်သေးကိုအများကြီးဝင်ကစားတယ်ပေါ့သူတစ်ပြင်းတော့ Foden ဒီအွေလေးရစိတ်ဝင်စားဖို့ကောင်းတယ်ဘယ်လိုစိတ်ဝင်စားဖို့ကောင်းလဲလဲဆိုတော့ဒီကွင်းလေ၃ယောက်ရှင်နေပေါ့နော်မက်ဆီဒီရဲ့ free 8တွေကိုကျွန်တော်တို့ပြန်ပြီးတော့မြင်ရစေတယ် Rinders ကဒီပွဲမှာ free 8 rule ကလည်းကြော့ကြော့ရရကစားသွားတယ် ဘနာလူဆေးပါကတော့ဒါအမြင်နဲ့ကျွန်တော်တင်ပြလေးရှိတဲ့အတိုင်းပဲသူကဒီပွဲရဲ့ quality line လက်ထောက်အနေနဲ့ခွင်းနဲ့ဝင်ကြီးကြက်တာအဲ့လိုပြောရမယ့်ပုံစံမျိုးသူကစားတာပေါ့နော်ဒီဂိုဂွန်ဆာလက်စ်ကောင်းတယ်ဒါပေမဲ့ဒီဂိုဂွန်ဆာလက်ထွက်သွားတာနဲ့ Man City ရဲ့ defensive midfield လုံးဝပြိုလဲသွားတာကိုတွေ့ရတယ်အဲ့လိုပြောလို့ရှိနေတော့အရန်ခိုင်မာလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးရှိနေတော့မှလည်းအဲ Rodri လောက်မခိုင်ပါဘူးဒါကပြဿနာမဟုတ်ဘူး तू က Rodri လည်းမဟုတ်ဘူးပြီးတော့ Rodri ရှိတော့ကအသင်းကအခုတက်ပို့ပြီးတော့စုပွဲမှုကောင်းတဲ့အခြေအနေရှိတယ် ါကြောင့်မလို့ဒီကစားသမားရဲ့ပြဿနာမဟုတ်ဘူးဒါပေမဲ့မက်ဆီဂျီဟာအခုလိုမျိုးပြိုင်တဲ့အသွင်းကိုဘောလုံးတွေအများကြီးပေးထားမယ်ကိုဘက်က off the ball အခြေအနေတွေနဲ့ဘောလုံးကိုအများကြီးကစားမယ်ဆိုရင်အခုတည်းပိုကောင်းတဲ့ကွင်းလယ်ကစားပုံမျိုးကွင်းလယ်ခံစစ်ကစားပုံမျိုးရှိဖို့လိုအပ်တယ်ပြီးတော့အခုအတိုင်းဆိုရင် तू ကဒီကွင်းလယ်မှာ Nico Gonzalez နဲ့ Rodri တော့တွဲမလားမသိဘူးနောက်ပိုင်းကျရင်အခုလိုမျိုးအပေါက်တွေမြင်တွေ့နေရတဲ့အနေအထားမှာဆိုရင် Nico Gonzalez နဲ့ Rodri တွဲပြီးတော့အရှိမ Foden Sharky တို့မဟုတ် Reinders Foden အဲ့လိုပုံစံမျိုးတော့သွားနိုင်တယ်လို့ ကျွန်တော်ခံမှန်းကျင်တယ်ပေါ့နော်အဒါတော့ခံမှန်းတာပါဒီပွဲမှာခုနလိုမျိုးပေါ့ shape ပြင်းချင်းပြောင်းလဲလာတဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရပါဘောနော်အဲကျွန်တော်အမှတ်မမအောင်ဆိုရင်ဒီ newcastle နဲ့ပွဲအရှိတော့လေးသုံးသုံးသုံးတယ်အဲ့အရှိတောက်လျှောက်မှာ little little ပုံစံတွေပဲသုံးတာတကယ်တော့ little little နဲ့လေးသုံးသုံးဘာမှကွာတာမဟုတ်ဘူး little little နဲ့လေးသုံးသုံးကတောင်မန်နှစ်ယောက်ကရှေ့ကိုတက်ပြီးတော့ဒီ cm နှစ်ယောက်ကနောက်ကိုဆင်းလာလေးသုံးသုံးဖြစ်သွားတာပဲ ဒါပေမဲ့အဲ့မှာမှာသူတို့အသုံးချတဲ့ပုံစံလေးတွေကြွားပြီးတော့ကစားသမားတွေကိုရွေးရှာတဲ့ပုံစံအတူတူနဲ့ Foden ပေါ့နော် Foden ဟာဒီ central unit မှာရှိနေရာကနေအခုက wing unit ကိုရောက်သွားတယ်လောက winger စစ်စစ်ပုံစံတော့မဟုတ်ဘူး force winger ပေါ့နော်ဒီအထက်လေး winger စားတဲ့ winger အနေနဲ့ကျွန်တော်တို့ကစားလာတွေ့ရလိမ့်မယ်တော်တော်လေးလည်းကောင်းတယ်ဒါ goal တွေသွင်းသွားတာတော့သူ့ရဲ့လောက technical expertise ကအရင်မြင့်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီ goal တွေရရှိတာအဲ့ goal တွေကိုဖယ်လိုက်မယ်တပွဲလုံးကစားလာကြည့်မယ် ်ဖိုဒန်ကကျွန်တော်တို့အရင်ကမြင်ခဲ့ရတဲ့ဖယ်ဖိုဒန်ပုံစံမျိုးတိကျပေါက်ပြန်ရနေပြီအဲ့တော့ဒါကကျွန်တော်တောက်လျှောက်ဒီဖိုဒန်နဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးခဲ့ထားတာရှိတယ်ပေါ့နော်အခုတာမန်ရောက်သွားရင်တော့ကျွန်တော်တို့ကအဲ့ဒါနဲ့ပတ်သက်ပြီးတော့နောက်ထပ်ကန်တာတစ်တွေကိုပြန်လည်စဉ်းစားရှာဖွေရလို့မယ်လောလောဆယ်တော့ဖိုဒန်အနေနဲ့သူ့ရဲ့ role အကုန်လုံးကိုအကောင်းဆုံးကစားနိုင်ခဲ့တာတွေ့ရတယ်ပြီးတော့အာလင်ဟာလန်အာလင်ဟာလန်ကဂိုးတရာပရီးမီယာလိဂိုးတရာပြေးသွားပြီးအမြန်ဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ အဲသူကရှိရတော့လိုက်မယ်ကစားသမားလို့လည်းကျွန်တော်ကယုံကြည်ထားတယ်ပေါ့နော်ဒီဘက်မှာသွင်းသွားတဲ့ကိုကလည်းဟာလန်ရဲ့လောဝစကနေချာပဲတောင်မန်ကနေဒိုကူဘုံးသူဖြတ်တင်ပေးလိုက်တယ်ဟာလန်ထိန်းတော်တို့ဘောင်းသူကန်လိုက်တယ်အဲ့ဒီပုံစံပေါ့နော်ကန်မာလာထိန်းပါလားကန်ရောဘယ်လိုမျိုးကန်ပါလဲဘယ်လိုပုံစံနဲ့ကန်ပါလဲဘယ်လိုမျိုးအမ်ဒီချက်ချင်းလှောက်ရှားမှုကိုပြုတ်လုံပါလဲပေါ့အဲ့ဒါကဟာလန်မန်ဆာရခက်တဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့အရင်ကြီးတောင်းရအောင်ကန်လာလို့မဟုတ်ဘူးဒါပေမဲ့ဘတ်စုပိတ်ကန်လိုက်တယ်ကိုးသွားတယ် ဟာလန်ဒီမှာကျွန်တော်အဲ့ဒါမကြာခဏမြင်ရတယ်ပေါ့နော်တကယ်တော့ hatrick တောင်ရတဲ့နာဘာလို့လဲဆိုတော့တိုင်းနှလုံးထီသွားတယ်အဲ့ဂိုးတဲ့ဂိုးတဲ့အချိန်မတိုင်ခင်တော့တလုံးလွတ်သွားသေးတယ်ပြီးတော့နောက်ထပ်ဒီ63ဖြစ်မဲ့အလုံးပေါ့နော်ခေါင်းတိုက်တာတိုင်းထီသွားတယ်63မဖြစ်ဘဲနဲ့54ပြန်ပြတ်သွားတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလွတ်တဲ့အကွက်တွေအများကြီးရခဲ့တယ်ပွဲက open ဖြစ်ခဲ့တယ်ဖူဝန်ကတော့တင်မတူးနေမတူးဖြစ်သွားတာပေါ့နော်51ကြီးဖြစ်သွားတာ51ဖြစ်သွားတာကလည်းမန်စီးတီးကအရင်လိုမျိုးအားလုံးကြီးကိုချုပ်ပြီးတော့ အားလုံးကိုစုဖွဲ့ပြီးတော့ပတ်စင်းတွေအများကြီးပေးပြီးတော့ဝိုင်းတိုက်ပြီးတော့ငါးဂိုးတွေအဲ့လိုမျိုးရှားတယ်ဆိုတာထက်ဆိုင်ကန်သမျှဂိုးနေရဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်။အော်အရင်ကြီးလွတ်တဲ့အခြေအနေတွေမဟုတ်ဘူးဒါပေမဲ့သူတို့ကစားသမားတွေကကောင်းအောင်ကောင်းတာ။ပထမဂိုးဆိုလဲဟာလန်တိုကျိုဂျားထဲမှာကစားသမားတွေအများကြီးရှိတယ်။တိုကျိုကဒီပုံမှန်အပြင်အဲ့လိုမျိုးကြီးဟိုအရင်ကို quality မြင့်မြင့်ကြီးအဲ့လိုမျိုး low cross ကြီးဖြတ်ပေးတာမြင်ရနေတယ်ပေါ့နော်။ဒါပေမဲ့သူအဲ့ဒါကြီးကိုဖြတ်ပေးလိုက်တယ်။ ဖူရန်ကစားသမားတွေအန်ဝါလာကလည်း Rhinos ကသူ့ရဲ့ထုံးစံတိုင်း timely run ပေါ့နော် off ball run ကိုပတိပြေးပေးတယ်အလဲဝင်လာတယ်ဒီဘောလုံးအလဲဝင်လာတယ်ပေါ့နော် Haaland ပိတ်ကန်လိုက်ပြီးကိုးသွားတယ်ဒုတိယကိုဆိုရင် Haaland ကထိန်းထားပြီးတော့ဒီ through ball ချပစ်လိုက်တယ်ထုံးစံတိုင်း off ball run အရန်ကောင်းတဲ့ Rhinos လွတ်သွားတယ်အဆုံးသက်တာလည်းလုံးဝ perfect ပဲတိုက်စင်မှုတစ်ယောက်ကြာနေရပဲ Rhinos ရဲ့ ability တွေတခုပေါ့နော် Rhinos တွင်းသွားတယ် ဒီ goal လဲပြောမှာဆိုရင်ဘောလုံးကတိကျ3-4ချက်လောက်နဲ့ဒီဘာမှမဟုတ်တဲ့နေတိုင်းဒုံးစု goal သွားတာမျိုးပေါ့နော်အဲ့တော့အခုနောက်ပိုင်း CDC မှာကျွန်တော်အဲ့ဒါတွေအများကြီးတွေ့ရတယ်ပြီးတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာဒီ shootout တစ်ခု Haaland နဲ့ပတ်သက်ပြီးပြောချင်တယ်ကျွန်တော်ပြီးရင်ဆက်ပြောမယ်ပေါ့နော်ပြီးတော့တတိယ goal Foden ဒီ Benedict ကထိတ်က wide ပြီးတော့ကန်သွားတယ်အဲ့ goal ကလည်းဒီနောက်တစ်ခါပြန်ခိုင်းပြန်ခိုင်းခိုင်းလဲကိုမှမဟုတ်ဘူးပေါ့နော်ပြောမယ်ဆိုရင်တော့အရန်ကောင်းလို့အဲ့ဒီ moments မှာအဲ့ဒီ um execution ကိုပြတ်တာနိုင်လို့အရင်ကောင်းခဲ့တယ်ကိုသွားတယ်အဲ့တော့3 days ဖြစ်သွားတာပေါ့နော်အဲ့တော့ချက်ချင်းကြီးပဲဒါ full ကလည်းချက်ချင်းကိုပြန်သွင်းပါတယ်အဲဒါပေမဲ့အဲ့လိုမျိုးကိုးတွေကကန်တိုင်းဝင်နေတဲ့အနေအထားမျိုးဖြစ်နေတယ်ဒါကြောင့်မလို့ဒီလောက်ထိသင်းမကိုးကိုးဆိုတာနည်းတဲ့အားမဟုတ်ဘူးဒါပေမဲ့တို့တကယ်တည်းပွဲထဲမှာတအုံးကန်သွားတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့ကိုးကိုးရဖို့တော့တအုံးကန်သွားတာမဟုတ်ဘူးကန်တဲ့ကိုးတွေကကတို့အဆုံးသက်တာအရင်ကောင်းနေတော့ဒီလိုမျိုးရလက်ထွက်လာတာပေါ့နော်အဲ့တော့ဒီ3-1ဖြစ်တယ်အဲ့ပြီးတော့4-1 ဖိုရန်တွင်းတာပေါ့နော်ဒါတော်တော်လေးအဲဘယ်လိုပြောရမလဲမကိုးနိုင်ဘူးအဲ့လိုအနေထားမျိုးပါဒါပေမဲ့ဖိုရန်ညာနဲ့ဒီဘက်ကအချင်းလေးရှိတယ်ဘလုံးတစ်လုံးစားလမ်းကြောင်းတွေကိုသူကကွက်တိရောက်တွင်းနိုင်တယ်ပေါ့နော်တကယ်တော့ပေးလိုက်တာဟာလန်ကိုပေးလိုက်တာဟာလန်ကလည်းထိမ့်ဖို့ကြိုးစားပေးမယ်သူနဲ့ deflect ဖြစ်သွားတာ assist လောက်တာလောက်မဟုတ်ဘူးဒါပေမဲ့လည်းမရည်ရွယ်ပဲ assist ဖြစ်သွားတယ် and intentional assist ရရှိပြီးတော့ဖိုရန်တွင်းသွားတယ်ပေါ့နော်4-1ဖြစ်တယ်5-1ကလည်းအဲ့လိုပဲကန်လိုက်တဲ့ဒိန်းသူထိပြီးတော့ white ပြီးတော့ဝင်သွားတယ်ပေါ့နော်ဒါကြောင့်မလို့ဒီလို5-1ဖြစ်တာ အဲဒါကတော့ကိုရဲ့ရလက်ပေါ့ကစားပိုင်းပုံမှန်ကြည့်မယ်ဆိုရင်တော့အမ်ဒီ၄၃၃နဲ့လေးတလေးတဒီ basic နေရာယူပုံချင်းမှာဘာကွာလဲဆိုရင်လေးတလေးတမှာ CM နှစ်ယောက်ရှိတယ်အဲ CM နှစ်ယောက်ရဲ့နေရာယူပုံအပြီးတော့ဒီတောင်မန်ရဲ့နေရာယူပုံပေါ့နော်အခု၄၃၃မှာဒီ CN ရဲ့နေရာယူပုံဟာလန်အတွက်နေရာလွတ်ဟာလန်ကပို့ပြီးတော့ဒီဘွဲမှာဒီနေရာယူခွင့်ပိုရရှိတယ် ကျွန်တော်ထင်မမအောင်ဆိုရင် penalty area ထဲမှာထပ် penalty area အပြင်မှာတော့ तू ကပို့ပြီးတော့လှုပ်ရှားကစားခဲ့တယ်လို့ပြောလို့ရတယ်ဒီပွဲမှာအဲ့ဒါလေးကိုကျွန်တော်ပြင်ခဲ့ရတယ်ဒါ Haaland ရဲ့ဒီ full game မဟုတ်ဘူးဒါပေမဲ့ part of his game ပေါ့နော်အခုနောက်ပိုင်းအဲ့လိုပုံစံလေးမြင်ရပြီးတော့ Haaland ကကျွန်တော်ရှေ့မှာကျွန်တော်အမြဲတမ်းတင်ပြခဲ့တယ်ပေါ့လေအရင်ကလိုထက်ဆိုင်ရင် Hurricane လို့ force line ကြီးတော့မဟုတ်သွားဘူး quarterback ပုံစံ playmaking လုပ်နေတာမဟုတ်ဘူးဒါပေမဲ့ Haaland ရဲ့ဘောလုံးအမြင်နဲ့ Killer Instinct ကအကြီးကြီးပဲ အဲ့လိုဆိုဘာလို့လဲဆိုဘောလုံးကိုချက်ဟိုးတက်လုပ်လိုက်တယ်။ဒိန်းဆိုပြန်တွဲလိုက်တယ်။အဲ့ဒိန်းဆိုပြန်တွဲလိုက်တဲ့ဘောလုံးကအရင်ကြောက်ဖို့ကောင်းတယ်ဆိုတာမျိုးပေါ့နော်။အဲ့တော့အခုဒီဟာကိုအသုံးချဖို့ပုံပြီးအသုံးချဖို့စဉ်းစားရတာပေါ့နော်။အဲ့တော့ဒီပုံစံမှာမနေ့ကပုံစံမှာဒီအချက်ကိုမြင်တွေ့ခဲ့ရတယ်။ကျွန်တော်ကတော့အဲ့ဒီချက်ကိုဆက်ပြီးတော့အများကြီးမြင်တွေ့ခြင်းပြီးတယ်။ဆက်လက်ဆောင်ကြည့်ရမယ်။ဒါမဲ့တေချာလာကဂွာဂျူလာဘာလုပ်တယ်လဲဆိုတော့သူစီမှာအပြောင်းလဲဒီပွဲရဲ့ game model နဲ့ပတ်သက်ပြီးတော့စဉ်းစားပုံအပြောင်းလဲကျွန်တော်တို့အများကြီးမြင်ရတယ်။ဒီလာပိုင်းအတွင်းမှာလည်း evolve ဖြစ်တာလည်းအများကြီးကျွန်တော်တို့မြင်တွေ့ရတယ်။ ်သူကဝုဟုစမ်းသက်နေတယ်သူစိတ်တိုင်းမကြသေးဘူးပေါ့နော်အပြောင်းလဲတွေများရဲဆိုတာကကျွန်တော်တို့တောက်လျှောက်နိုင်ပွဲအဲရှစ်ပွဲလောက်ဆက်တဲ့လေးတလေးတဆက်တဲ့ကြီးရှိတယ်အဲ့ဆက်တဲ့ကောင်သူတိတ်ပြီးတော့စိတ်တိုင်းကြားလဲပေါ့မပေါ်ဘူးလို့ယူဆရတယ်အဲ့အဲ့အနေထားကနေအခုလေဒါနည်းနည်းလေးပြောင်းနေပါတော့နည်းနည်းပြောင်းနေပြီးတော့အခုလေသုံးသုံးဆက်တက်မှာဆိုရင်အဲ4 dan ကိုဒီ banado စေပတ်နေရာမှာထည့်လိုက်နေဗျာ rinders က lcm ရှိမယ်အဲ့ နီကိုကွန်ဇာလက်စီမှာရှိမယ်ပြီးရင် right wing နေရာမှာ Ryan Sharkey ကိုထည့်လို့ရတယ်ဗောနော်အဲ့လိုပုံစံဆိုရင်ဒါ City ရဲ့အာသာတဲ့ကစားသမားတွေအကုန်လုံးထည့်ပြီးတော့လောက over attack လုပ်နိုင်မဲ့အနေအထားမျိုးဗောနော်အဲ့တော့ဒီဟာကိုအတွက်ကိုဆက်သွားဘူးအတွက်စမ်းသပ်ကြည့်ရလားဖြစ်ဖြစ်ချင်းသူကဒီလိုမျိုးအများကြီးဒီစန့်ကျင်ဘက်ဖြစ်နေတယ်သူမဟုတ်လမ်းသိမ့်မတူတဲ့ခင်းချင်းကိုသူကပြောင်းနေတာမဟုတ်ဘူး မန်စီးတီးရဲ့ဂွာဒီယိုလာရဲ့သွားနေတဲ့ပုံစံကဒီ shape ထဲမှာပဲသူနည်းနည်းနည်းလေးတွေပြောင်းနေတာကိုကျွန်တော်တို့တွေ့ရတယ်။ဘာဖြစ်ဖြစ်အခုလိုမျိုးခက်ခဲကြမ်းတမ်းပြီးတော့ပြင်ဆင်မှုတွေအရန်ကောင်းတဲ့ league မှာအဲ့လိုမျိုးပြည်ပြည်ရွေ့ရွေ့လေးတွေပြောင်းလာတာဒါတော်တော်လေးကောင်းတယ်။တိုက်စင်နဲ့ပတ်သက်ပြီးတော့အဲ့ဒါရဲ့အသီးပွင့်တွေကျွန်တော်တို့မြင်တွေ့ရတယ်။ဒါပေမဲ့ပြဿနာကခန်းစစ်မှာရှိတယ်။ခန်းစစ်ပြဿနာကခုနကကျွန်တော်ရှင်းမှာပြောခဲ့သလို off the ball ဒီခန်းစစ်ကစားပုံဟာ မန်စီးတီးအနေနဲ့ပြိုင်ဘက်ကိုဘောလုံးပေးထားခြင်းတယ်ဆိုရင်ခုတည်းအဲ့ဒါကောင်းဖို့လိုတယ်ကျွန်တော်ဒီအကြောင်းကိုပြောရတော့ဒါ၃ပွဲ၄ပွဲလောက်ရှိပြီဒါပေမဲ့ဆက်ပြောရမှာပဲမဟုတ်နော်ဒီဘက်မှာဒါကိုကျွန်တော်ဆက်မြင်ခဲ့ရတယ်ဒါကတော့တစ်ချက်ပေါ့ပြီးတော့၄ဂိုးပေးခဲ့ရတော့အဲ့ဒါတခုတည်းအကြောင်းတော့မဟုတ်ဘူးတိတ်မဆိုင်ဘူးပေါ့နော်ဒီ second ball တွေမှာဒီ fuan အနေနဲ့ react ပုံအရန်ကောင်းခဲ့တယ်အဲ့ဒါနေကတော့သူတို့ရဲ့ can ချက်တွေလည်းကောင်းခဲ့တဲ့အခါမှာဒါဂိုးတွေဖြစ်သွားတယ်ပြောမယ်ဆိုရင် TV ကြဒိန်းဆိုကန်ဂိုး TV ကြဒိန်းဆိုကန်ဂိုးဆိုတာမျိုးတွေအများကြီးပေါ့နော် လွယ်လွယ်ကူကူနဲ့တော့ Man City ပြဿနာကကျွန်တော်ခုနအရှိမပြောခဲ့တဲ့ off the ball နဲ့ဆက်ဆက်လို့ရအဲ့ဒါကပါလဲဆိုတော့ဒီ block ပေါ့နော် cancel block ပေါ့ block တုံးနေပေါ့နော်အဲဒီလူတွေရက်ထားတဲ့နေရာကိုကျွန်တော်မြင်းထားလိုက်မယ်ဆိုရင်ကျွန်တော် block တုံးပေါ်လာလိုက်မယ်အဲ့ block တုံးတွေမှာဒီလူတွေဖြစ်နေတဲ့အတွက်မြင်းချောင်းမဟုတ်ဘူးလူတွေဖြစ်နေတဲ့အတွက် point တွေဖြစ်တယ်အဲ့ point တွေကြားထဲမှာနေရာလွတ်တွေရှိတယ်အဲ့ point တွေကြားထဲရဲ့နေရာလွတ်တွေကိုစုံတဲ့နီလန်းအားဖြင့်ပို့ပြီးတော့ compact ဖြစ်အောင်အသင်းတွေကစူးစမ်းကြတယ် Man City လည်းစူးစမ်းနေတာမင်းမအောင်မြင်ဘူး ဖူဟန်ကလောကတစ်ချိန်လုံးဒီ through တွေအထက်ကိုပင်ပင်မပင်အပြင်ကိုပန်းပေးအပြင်ကိုပန်းပေးမြတ်အထက်ကိုပြန်ပေးအဲ့ဒီလှုပ်ရှားမှုကို Man City ဟာသူတို့ရဲ့ block ကိုခိုင်မြဲအောင်တိစောက်နိုင်ခြင်းမရှိပဲနဲ့လွယ်လွယ်ကူကူထိုးပေါက်ခြင်းခံခဲ့ရတယ်ဒါကတော့ခုနကိုးတွေဖြစ်စေမဲ့ဒီ PR တွေ APR တွေကိုစတင်တယ် generate လုပ်တဲ့ setup ပေါ့နော်အဲ့ setup ကို Man City ခွင့်ပြုခဲ့ရတယ်ပြောမယ်ဆိုရင်ဒီ ball possession ကကျွန်တော်လည်း ဘိုးပဇက်ရှင်လည်းကျွန်တော်မသိပါဘူး filtered လည်းကျွန်တော်မသိဘူးဒါပေမဲ့မြင်ခဲ့ရတဲ့အနေအထားနဲ့ကျွန်တော်တို့ပြောမယ်ဆိုရင် filtered အနေအထားမှာဆိုရင် Man City ကပုံမှန်အားဖြင့် filtered ကို70% 60%လောက် at least 60%ရှိတဲ့အသင်းပေါ့နော် filtered ဆိုတာပြိုင်မဲ့ final သက်ဆုံးနဲ့မှာဖိထားတာကိုပြောတာအဲ့အဲ့ filtered ကဒီဘက်မှာ full အသင်းဟာ Man City လိုမျိုးပဲ50 50လောက်ကိုပြန်ပြီးတော့ filtered ပြန်လုပ်ထားတာကိုကျွန်တော်တို့တွေ့ရတယ်ခုနဆိုခဲ့သလိုပဲပွဲရဲ့အခြေအနေ ဒီငါးကိုးတကိုးဖြစ်နေရတယ်လေတစိတပိုင်းသက်ဆိုင်တယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်ကလေးကအဲ့လိုမျိုး scenario တွေကျွန်တော်တောက်လျှောက်မြင်တွေ့ခဲ့ရတာဒါ city ရဲ့အပြောင်းလဲဖြစ်တယ်ဘယ်လိုပဲဖြစ်ဖြစ်ပွဲကြည့်ခြင်းဒီပွဲကြည့်ရဲ့ပြည်သက်တွေဘက်ကခံစားမယ်ဆိုရင်တော့ဒါအပြောဖို့ကောင်းတဲ့ပွဲတွေပေါ့ကိုယ်တွေအများကြီးမြင်ရတယ်လှုပ်ရှားနေတဲ့တပွဲလုံးလုံးဝ energetic ဖြစ်ဖြစ်နေဟိုဘက်နဲ့ဒီဘက်တိုက်ခိုက်နေအောင်မြင်တွေ့ခဲ့ရတယ်စိတ်ကျဉ်ဖို့ကောင်းတဲ့ပွဲဖြစ်ပြီးတော့ title race အတွက်ကိုလည်း man city အသင်းဟာ ဆက်လက်ပြီးတော့ PR ပြန်ထံပေးထားစေပဲပြီးတော့တို့ရဲ့ Dice စွမ်းဆောင်တွေကိုပြသစေပြီးတော့ Fordan ရဲ့ဒီ Renaissance ပြန်ဖြစ်လာတယ်ပေါ့နော် Renaissance ကဖြစ်နေရာဒီစားတွေကဖြစ်နေတယ်ဒါပေမဲ့ဂိုးတွေပြန်သွင်းလာတယ်အဲ့တော့ City ရဲ့ Haaland ကိုမသွင်းဘူးဘာမှမသွင်းတော့ဘူးလားဆိုတဲ့ပြဿနာကိုအကြီးအကျယ်ဖြစ်ရှင်းပေးလိုက်ပြီးဖြစ်တယ်ပေါ့နော်အဲ့တော့ဒါ City ရဲ့နောက်ထပ်တက်လန်းလာတဲ့ခြေလှမ်းတွေဖြစ်တယ်အဲ့တော့ Manchester City ရဲ့နိုင်ပွဲကိုတော့ကျွန်တော်ကတော့ဒီလိုမျိုး 更加简单的继续下边介绍阿龙我储备资料点嘛嘞，然后 video 的嘛，比较来收你往内看下。